ကမ္ဘာနိုင်ငံရေးဇက်ကုံမှာအာနာသိန်းစစ်ကောင်စီကိုထောက်ခံကာကွယ်ပေးနေတဲ့နိုင်ငံကြီးတွေကတော့တရုတ်နဲ့ရုရှားပါစစ်ကောင်စီကအာနာသိန်းပြီးနှစ်နှစ်အတွင်းဒေါ်လာ1ဘီလီယံကျော်တန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းတွေပြည်ပကနေတင်သွင်းခဲ့တယ်လို့ကုလသမဂ္ဂအစိုးရခန်းစာတစောင်းမှာဖော်ပြထားပါတယ်အများဆုံးရောင်းချပေးတဲ့နိုင်ငံကတော့ရုရှားပါပဲ1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းကအရင်ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်တဲ့ရုရှားနဲ့ဆက်ဆံရေးစတင်ခဲ့ပါတယ် တချိန်ကမြန်မာပြည်မှာဆိုဗီယက်ပြန်ဆိုပြီးထင်ရှားသူတွေလည်းရှိခဲ့ပါဗျ။အဲ့ဒီချိန်ကနှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်တာတွေမြန်မာကနေဆိုဗီယက်ကိုဆန်ရောင်းပေးပြီးအပြန်အလှန်အနေနဲ့မြန်မာကိုဆိုဗီယက်ကအဆောက်အုံတွေစောက်ပေးတာတွေလောက်သာရှိခဲ့တာပါ။အင်ယာလိတ်ဟိုတယ်ရန်ကုန်စစ်မှုတပ်ကတို့တောင်ကြီးဆက်ဆန်ထွန်းစေယုံစာအရီကိုရုရှားကစောက်ပေးခဲ့ပါတယ်။ဆီယနာရှင်ဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်1990ပြည့်လွန်နှစ်တွေကစလို့ရုရှားနဲ့စစ်ရေးဆက်ဆံမှုအစပြုခဲ့ပါတယ်။စစ်တပ်ရာရှိတွေ တက်နဲ့ဆက်နွယ်တဲ့ပညာရှင်တွေစုစုပေါင်းတပေါင်းကျော်ကိုရုရှားစစ်တပ်ကသူ၊ဒီပညာတပ်ကသူတွေစီပညာသင်ဆေလွတ်ခဲ့တယ်လို့စီရီယံဗိုလ်ကြီးစင်အောင်က RFA ကိုပြောပါရယ်။2021မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီကတကြောပြန်အာဏာသိမ်းပြီးနောက်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဗီဒိုအာဏာသုံးခွင့်ရထားတဲ့ရုရှားကစစ်ကောင်စီကိုတောက်လျှောက်ကာကွယ်ပေးခဲ့ပါရယ်။အာဏာသိမ်းပြီးတစ်နှစ်အကြာ2022ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့ရမှာ စစ်ကောင်စီကရုရှားဘက်ကနေရက်တီပြခဲ့ပါတယ်။မြန်မာစစ်ကောင်စီဟာ Mid-29 ဂျက်တိုက်လေယာဉ် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ် Jack-130 လေယာဉ်နဲ့တန်ကြပ်ကကားတွေကိုရုရှားကနေဝယ်ယူနေတာပါ။ဒီစစ်လေယာဉ်တွေကိုအတိုက်ခံတော်လှန်ရေးတပ်တွေပြည်သူတွေကိုခြေမုံဖို့တုံးနေတာလည်းဖြစ်ပါတယ်။၂၀18ခုနှစ်မှာမြန်မာစစ်တပ်ကရုရှားလို့စွတ်တက်ပြီးစွန့်ရည်မြင့်တိုက်လေယာဉ်6ဆင်းဝယ်ယူဖို့စာချုပ်ချုပ်ခဲ့ပါတယ်။ ဒီ6ဆင်းရဲ့တန်ချေကအမေရိကန်ဒေါ်လာတန်400လောက်ရှိပါတယ်။အခုဒီ6ဆင်းလုံးမြန်မာပြည်ကို ရောက်နေပါပြီ။အပြန်လန်အားဖြင့်2023ခုနှစ်မှာနှစ်နိုင်ငံဆက်ဆံရေး85နှစ်ပြည့်အဖြစ်စစ်ကောင်းဆောင်ကရုရှားကိုဆင်းလိမ်မာ6កောင်လက်ဆောင်ပေးပို့ခဲ့ပါတယ်။အခုဒီဆင်း6កောင်လုံးလည်းရုရှားကိုရောက်နေပါပြီ။အနာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်ရုရှားကိုသွားတာဒီတစ်ကြိမ်က၄ကြိမ်မြောက်ပါဒီခီးစင်မတိုင်ခင်လေးမှာပဲဒဝယ်ရင်နဲ့စိတ်ကန်စီမံကိန်းအပါအဝင်စီမံကိန်း၉ခုကို ရုရှားကိုလုံပိုင်ခွင့်ပေးဖို့နေပြည်တော်မှာနှစ်နိုင်ငံသဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။ဒါကြောင့်အခုဆိုရင်စစ်ကောင်စီရဲ့မဟာမိတ်တရုတ်နည်းတူပဲဒေတာရင်းမှာပထဝီအနေထားအရရောတင်ကပြူဟာအရပါအရေးပါတဲ့မြန်မာပိုင်းရေနက်စိတ်ကန်တစ်ခုကိုရုရှားကရသွားပါပြီ။ဒီတစ်ခါစစ်ကောင်ဆောင်ရဲ့ခီးစဉ်အတွင်းမြန်မာနိုင်ငံမှာရုရှားအကူအညီနဲ့အသေးစားအနုမြူဓာအပေးဆက်ယုံစောက်ဖို့သဘောတူချက်ရခဲ့တယ်လို့လည်းဆိုပါရယ်။ဒီတော့လက်ရှိရုရှားမြန်မာဆက်ဆံရေးအနေအထားကိုဘယ်လိုသုံးသပ်နိုင်ပါသလဲ။ စစ်ကောင်းဆောင်ကတော့ရုရှားတမရနဲ့နှစ်ဦးသားတွေ့ကြရမှာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဗျာဒိတ်တော်ဆိုတဲ့စာဆိုတစ်ခုကိုကိုးကားပြီးတမရပူတင်ဟာဘရင်ဖြစ်ကြောင်းရုရှားဟာလက်နက်အရာမှထိတ်တန်းရောက်နေပြီဖြစ်ကြောင်းမျက်စော်ဗျာရဲ့ဗျာဒိတ်တော်စကားမှတ်နေပြီဖြစ်ကြောင်းဖွင့်ရပြီးတော့ပြောခဲ့ပါဗျာ those on duty စနေမျိုးလက်မှာရုရှားလူတွေဒီကိစ္စဖြစ်လာနေပြီဆိုတော့လက်လက်အသက်ပြင်းတာကတစ်ခါကန်ချပြီးတော့အခုရှိတဲ့လက်လက်ဝိဇ္ဇာဒီကိစ္စတွေဘာဖြစ်နေမှာလဲယင်းမြင့်တဲ့ ြစ်တည်ရှိနေတဲ့ဘာဝိသီဖြစ်လာမယ်လို့ကြားရတယ်လို့စင်ကိုလက်ဆောင်ပေးတယ်ဆိုတာကရှေးခေတ်ကဘရင်တွေအချင်းချင်းတန်ကင်းတမန်ကင်းအရာလက်ဆောင်ပန်းတာဆက်တာကြတာဖြစ်ပါတယ်။ဒါကိုသူနဲ့တမရပူတင်ဟာဗျာဒိတ်တော်လာမဟာမိတ်တွေဆိုပြီးစစ်ကောင်းဆောင်ကတင်စားလိုက်တာပါ။နိုင်ငံတကာသတင်းမီဒီယာတွေမှာတော့တိုက်လေရင်6ဆင်းအတွက်ဂျေဇုတင်ကြောင်းစစ်ကောင်းဆောင်ရဲ့ပြောစကားနဲ့ဆင်6កောင်အတွက်ဂျေဇုတင်ကြောင်းတမရပူတင်က ပြန်ပြောတာကိုအနောက်နိုင်ငံတွေကဒဏ်ခတ်ပိတ်ဆို့ထားတဲ့အပယ်ကန်နှစ်နိုင်ငံကြားက sin diplomacy တန်ကင်းတမန်ကင်းဆက်ဆံရေးဆိုပြီးဖော်ပြကြပါတယ်ဒီခေါင်းဆောင်နှစ်ယောက်ရဲ့ကြွားချချက်ကတော့တယောက်ကပြည်ပနိုင်ငံတနိုင်ငံကိုစစ်စင်တိုက်ခိုက်နေတာဖြစ်ပြီးနောက်တယောက်ကတော့ကိုယ်နိုင်ငံတွေကိုပြန်ပြီးတော့ပြည်ရင်းစစ်ဆင်နှွှဲနေတာပါဒါကြောင့်ဗျာဒိတ်ဒေါ်လာမဟာမိတ်ဆိုတဲ့ဒီဆက်ဆံရေးကရုရှားဘက်ကမြန်မာကိုစစ်ရေးမဟာမိတ်လုပ်ပြီးကုန်သွယ်ရေးနဲ့ပထဝီနိုင်ငံရေးဩဇာလွှမ်းမိုးဖို့စစ်ကောင်းဆောင်ဘက်ကလည်းစစ်ရေးတန်တမန်ရေးထောက်ခံမှုရရှိဖို့ရည်ရွယ်တဲ့ဆက်ဆံရေးဖြစ်ကြောင်း လိလာသူတွေကသုံးသက်ပြောဆိုနေကြပါရဲ့ရှင်